အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အနေနဲ့အာတီတောင်စုညိတ်ချမ်းညီလာက21ရာစုပင်လုံးမှာလဲကျွန်တော်တဘောတူညီသားချက်ဟောနော်နိုင်ငံရေးကန္တဒီအပိုက်၅မှာပြည်တော်စုမြန်မာနိုင်ငံကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတော့ပြည်တော်စုဖြစ်တိဆောက်မီတို့ကျွန်တော်တဘောတူသားချက်ခဲ့ကြပါတယ်အခုကျွန်တော်တို့ဒါ 2021ကနေမှ2025ခုနှစ်အထိဇွန်လပွဲတွေမှာလည်းဒီကိစ္စအားလုံးဆက်လက်ပြီးမှသဘောတူကြကြပါတယ်ဒီအချက်ကလေးကိုအားကြောင့်မို့ကျွန်တော်တို့မြန်မာနိုင်ငံကြီးကဒီမိုကရေစီနဲ့ဖယ်ရယ်စနစ်ကိုအခြေခံတော့ပြောင်းစုကြီးဖြစ်လာတော့မယ်အဲ့ဒီချက်ကိုခုစအိမ်မှတည်ဆောက်နေကြပြီအဲ့ခါကျတော့တိုင်းရင်းသားညာအားလုံးကလည်းဖယ်ရယ်စနစ်ကိုကျင့်သုံးတော့မယ်ဆိုရင်တော့တိုင်းရင်းသားလူမျိုးရဲ့အခွင့်အရေးတွေကိုကျွန်တော်တို့နေရာအတိမပြုတ်ဝေးရပါ သူဘက်ကဒါသူလူမျိုးစုရဲ့အဲကာရှာတွေကိုအတိမပြုတ်ပေးရမယ်သူလူမျိုးရိုးရာဒလိထုံနှဆင်လာယဉ်ကျေးမှုတွေကိုကျွန်တော်အတိမပြုတ်ပြီးတဲ့အပြင်ကိုအပြန်လန်လေးစားမှုရှိရပါသူရပိုင်ခွင့်တွေကိုလည်းကျွန်တော်နောက်ချက်လို့မရဘူးကိုကျွန်တော်တို့ရပိုင်ခွင့်တွေလည်းနောက်ချက်လို့မရပါဘူးဒါဖက်ဒရယ်စနစ်ကိုကျွန်တော်တွားမှာဆိုရင်အတိကတော့ကျွန်တော်တို့မြန်မာနိုင်ငံကတော့ရေကမြေကနဲ့နှိစတဲ့အိန္ဒိယနိုင်ငံဖြစ်တဲ့အိန္ဒိယလိုပုံစံမျိုးတော့တွားမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်အိန္ဒိယနိုင်ငံမှာကျွန်တော်တို့ဒီလူလာရေးယူစဉ်အခါတုန်းကသူက14ပြည်နယ်ကလေးရှိပါတယ် ခုနောက်အခုဆိုရင်တော့29ပြည်နယ်တိကြီးလာပါပြီ2014ခုနှစ်မှာနောက်ဆုံးရရှိသွားတဲ့တယ်လီဂါနာပြည်နယ်အဲတယ်လီဂါနာပြည်နယ်ဆိုတော့တယ်လီဂါလူမျိုးတွေရဲ့ဖြစ်စည်းနေဆက်မှုတွေအမျိုးမျိုးဖြစ်နေရဆိုတော့အမျိုးမျိုးတော်လွတ်တော်တင်တယ်ဒါလူလူဆန္ဒပြပွဲတွေပေါ်ထုတ်တယ်အဲခါကျတော့ဒီနှစ်ပေါင်း60ကျော်ကြိုးစားလာလိုက်တာနောက်တယ်လီဂါနာပြည်နယ်ဆိုတော့ဖြစ်ပေါ်လာတာပေါ့တော့ဒါ29ပြည်နယ်မြောက်ကဖက်ဒရယ်စနစ်ကိုလက်ခံနေဆိုရင်တော့ကျွန်တော်တို့တိုင်းနာတူရဲ့တူရဲ့ရပိုင်ခွင့်တွေကိုကျွန်တော်တားမြင်လို့မရပါဘူး ဒါတော့ဒါကျွန်တော်တို့အနေနဲ့မြေပြေမှာလက်တွေ့လုပ်ရမယ့်ကိစ္စပါဗစခရာဒီမိုကရေစီဖဲတွေပြောပြောနေပြီးမှဟာလူလူကြိုက်လိုက်ပြီးမှပြောနေမယ်လက်တွေ့ကတော့ဒါကြီးတို့တားမြင့်နေဆိုဒါအာဏာရှင်ပဲဒီဖဲတွေကိုချင့်တုံးကျင်တဲ့လူမဟုတ်ဘူးဒီမိုကရေစီကိုချင့်တုံးကျင်တဲ့လူမဟုတ်ဘူးအခုဥပမာအနေနဲ့ကျွန်တော်ချမ်းလီလူမျိုးဒါပြည်နယ်တင်ပြခဲ့ကြတယ်ပြည်နယ်ကို1900 94ခုနှစ်ဖွဲ့စည်းပုံရှိကဦးလေးဆွဲတဲ့အခါမှာလဲချမ်းလီလူမျိုးတွေရတင်းရထက်တဲ့အခွင့်အရေးတွေ တင်ပြခဲ့ကြတယ်အဲ့တော့ပြည်နယ်ရတင်နေဆိုပြီးမှကျွန်တော်လူမျိုးဆုံးဖြတ်တဲ့ပြည်နယ်ရတင်အောင်တင်ပြခဲ့ကြပါတယ်ဒါပြီးတဲ့အပြင်ကို2000ချစ်ခြေကဦးလေးရေးဆွဲစင်နဲ့မှလည်းကျွန်တော်တို့တွေတင်ပြခဲ့ကြတယ်အဲ့ဒီတင်ပြခဲ့ပြီးမှလည်းမရတာဒါတက္ကနာပေါ့နော်ဒါပေမဲ့ယင်းနေ့ဖဲရယ်စတစ်ကိုကျင့်တုံးမယ်ဆိုရင်ချမ်းနီလူမျိုးတွေရဲ့ရတင်ရတဲ့တဲ့အခွင့်ရေးလေးကိုပိတ်ပင်တားဆီးလို့မရဘူးဘယ်တိုင်းမှတားဆီးလို့မရဘူးဒါကိုလည်းကျွန်တော်တို့သိစေချင်ပါတယ်အခု ကျွန်တော်နေမီပေတော့မယ်ဟာကျွန်တော်တို့ဓာရမရအောင်ဆိုဒါအာနာရှင်နေမဲ့ဖယ်ရွယ်မဟုတ်ဘူးအဲ့အတွက်ကြောင့်မို့ဖယ်ရွယ်စနစ်ကိုကျွန်တော်လက်ခံတယ်ဆိုရင်ကျွန်တော်တို့ဒါတွေကိုမျိုးတစ်မျိုးတစ်မျိုးအတိမပြုတ်ဝေးဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်နံပါတ်1ပြောချင်ပါတယ်။နောက်နံပါတ်2ကတော့ကျွန်တော်အနေနဲ့ပြောချင်တာကဝိရခင်တုံးက Champion Region State ဆိုတာရှိပါလေ။အင်းအင်္ဂလိပ်လက်ထက်မှာဒါကျွန်တော်မြန်မာပြည်လွတ်လာရေးရောက်ခါ Champion Region များကောင်စီပါဖွဲ့စည်းလာခဲ့တာ အဲ့ချိန်တုန်းကစော်မွားတွေအကုန်စုပေါင်းပြီးမှသူ့နဲ့ကိုယ်နဲ့အုပ်ချုပ်ကြတာအဲ့သူ့နဲ့ကိုယ်နဲ့အုပ်ချုပ်ကြတဲ့အချိန်တုန်းကအချမ်းပြည်မှာဝါတီးတန်းကြီးနေတာတဲ့ဝါဆေးအရန်ဆေးတဲ့ဘာမှတော့သူတွေကူညီကြမယ်ဆိုအခွန်ကောက်မရတဲ့အပြင်ကိုပန့်ပိုးပုံတွေများလောက်ကြမှာစိုးလို့လားဆိုတော့ဆိုကျွန်တော်စဉ်းစားမိလာပါတော့ဒါလွတ်လိုက်ယူတဲ့အခါကျမှဝါဒေတာတစ်ခုလုံးကိုရှမ်းပြည်နယ်ထဲထည့်သွင်းပေးလိုက်တာအဲ့ဒါကိုလည်းဝါရဲ့ရပိုင်ခွင့်အခွင့်အရေးတွေသူတို့စူးစမ်းခဲ့ပြီသူတို့အလုံးနေဒါကိုလည်းကျွန်တော်တို့ဖယ်ရယ်ကိုလက်ခံတယ်ဆိုရင်တော့ ဘဝရဲ့ဖြစ်တည်မှုအားလုံးကိုလည်းကျွန်တော်လက်ခံပေးဖို့လိုအပ်ပါတယ်။ဖယ်ရယ်လို့ပြောလိုက်ပြီဆိုရင်တော့ပြည်တော်တွေအကုန်စုထားတဲ့ပြည်တော်စုပါ။တပြည်တော်စနစ်မဟုတ်ဘူး။ကျွန်တော်တို့၄၀ခုရှေကံဥပဒေကလည်းပြည်တော်တွေစုထားတဲ့ပုံစံမျိုးကိုရေးခဲ့ပေမဲ့လည်းနောက်ပိုင်းတပြည်တော်စနစ်ဖြစ်သွားတယ်ဆိုတဲ့စာကိုဖွဲ့စည်းပုံကိုဆွဲခဲ့တဲ့လူတွေကိုယ်တိုင်လက်ခံခဲ့ကြပါတယ်။၇၄ရှေကံဥပဒေတော့ပြောစရာအကြောင်းမရှိတော့ပါဘူး။သူကဘာလဲဆိုတဲ့အခါကျတော့တပါတီစနစ်ဖြစ်တဲ့အခါကျတော့ပြည်တော်စုတို့ဘယ်လိုမြည်မြမြင်ပြောစေကမို့သူတေးတရာတမိနဲ့တွားတာ။ ယနေ့2008အခြေခံဥပဒေရေးဆွဲတဲ့အခါမှာဒီမိုကရေစီကိုအခြေခံပြီးဆွဲထားကြတယ်။ဟာဒီမိုကရေစီအခြေခံပြီးဆွဲထားကြတယ်ဆိုတဲ့အခါကျတော့အခုပြည်တော်စုရေးချိုင်းညီရကောင်27ရာစုပင်လုံကြတဲ့အခါကျတော့တိုင်းဒေသလေးလိုလားတောင်းတနေတဲ့လွတ်လပ်ရေးရွေးစင်ခါတော့ကတောင်းခဲ့ကြတဲ့ဖက်ဒရယ်ကိုလက်ခံသွားတယ်။လက်ခံသွားတဲ့အခါကျတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတော့ပြည်တော်စုကိုတိဆောက်မယ်ဆိုတဲ့အခါကျတော့ဒီမှာဘာလို့ကတရဖွဲ့စည်းပုံနဲ့မှာအဖွဲ့စည်းပုံနဲ့မှာကျွန်တော်ပြည်내တင်းများတဲ့မူပေါင်းမဖြစ်မနေထွက်တွင်းပေးရမယ်။ ဒါနဲ့1942ခုနှစ်ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပေါ်အခြေခံဥပဒေပုံမှန်199နဲ့ပုံမှန်နေရာမှာပါပါတယ်။ဒါပြည်နယ်တင်ပြတဲ့မူပေါ့။အဲ့ဒီအချက်လက်တင်နဲ့ကန့်ညီတယ်ဆိုရင်တော့ဒါတိုင်းနာတမျိုးရပိုင်ခွင့်နဲ့သူပြည်နယ်ရတဲ့ရင်ပြည်နယ်ယူ။ဒါရေးပြီးကိုပြရမယ်အရှင်နေပါ။အိန္ဒိယမှာလည်းသူဖွဲ့စည်းသူဖွဲ့စည်းပုံထက်တွင်းလာတာပါ။သူဖွဲ့စည်းပုံရပြည်နယ်ရတဲ့ရထိုက်တယ်လို့ငါတင်တင်ပြလာတယ်ဆွေးနွေးလာတယ်ဆစ်စေးကော်မရှင်နဲ့ဖွဲ့နေအားလုံးတည်ကြတယ်ဆိုရင်သူပြည်နယ်သတ်မှတ်ပေးတာဖြစ်ပါတယ်။ ဒါဒါကြောင့်မို့ကျွန်တော်တို့တိုင်းသားတွေအနေနဲ့လည်းဒါနည်းနည်းမီပေ့တယ်ဘာပြက်တယ်ဒါပြောနေစရာအကြောင်းမရှိပါဘူးဒီပြည်တော်စုအဝန်းဝိုင်းထဲမှာပြည်ရည်တွေကတော့ထွက်ပေါ်လာပါလိမ့်မယ်ဒါလည်းသူ့ရဲ့လူမျိုးရဲ့ရပိုင်ခွင့်နဲ့သူပြောတာဒါပေမဲ့ပြည်နယ်အမည်ကိုလူမျိုးအမည်မခံယူခြင်းဘူးဆိုရင်လည်းဒါကတော့ဖွဲ့စည်းကျွန်တော်လွတ်တော်မှာပြောဆိုဆွေးနွေးလို့ရပါတယ်ဖွဲ့စည်းပုံမှာထက်တွင်းလို့ရပါတယ်ဒီဥစ္စာဖွဲ့စည်းပုံကိုကျွန်တော်တို့အနေနဲ့လည်းပါတီအနေနဲ့ပြင်ဆင်မယ်ဖြစ်စုံမယ် ပင်ဖြစ်မယ်လို့ကျွန်တော်တို့ပြောတာပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ပါတီကတော့ဒါတိုင်းနာအရေးဒီကိုလည်းဒီဇိုင်းမမဆွေးမဒီဖဲဒရယ်ကိစ္စနေနဲ့ညီညွတ်တဲ့ဖွဲ့စည်းပုံမျိုးဖြစ်အောင်ကျွန်တော်တို့ကြိုးစားသွားမှာဒီလွတ်လွတ်တော်ရေးမှာကျွန်တော်တို့ကလွတ်တော်ရေးရောက်ခဲ့ရင်ဒါပြည်သူ့ရဲ့ထောက်ခံရေးလွတ်တော်ရေးရောက်ခဲ့ရင်ဒါကျွန်တော်ကြိုးစားသွားမှာကြိုးစားသွားမယ်ဆိုတဲ့အခါကျောင်းယနေ့အချိန်မှာကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံရေးမှာကတော့အနိုင်ကြဆုံးအယုံညံ့ဆုံးနိုင်ငံရေးတိုက်ခွက်တွေအများကြီးပေါ်ပါတယ်အဲ့ဒါလည်းဘာတွေလဲဆိုတော့လူတူတူတယောက်ကဒီပြောလိုက်ပြီးဆိုရင် ။ဒါဥပမာအနေနဲ့ကျွန်တော်ပြောခဲ့တဲ့ KNY ကို KNY ရဲ့လုတ်လုတ်ဆောင်ဓာတ်ချက်တွေကိုရက်ဆွဲနဲ့နေဆွဲနဲ့နေရာနဲ့အတိအကျကျွန်တော်ပြောတယ်။အဲ့ဒါကိုစစ်ဘောမှဟိုကျွန်တော်တို့ကင်မွတ်တာတယ်။အဲ့ဒါတွေရဲ့ကျွန်တော်ဘာမှမပြောတော့နိုင်ငံရေးဓမ္မဆိုအရေးထူရပါတယ်။ငါနိုင်ငံရေးဓမ္မဆိုတာဆင်မြောင်၅စီအားရှိစရာမလိုဘူး။ဆင်မြောင်၅စီအားနဲ့တူတဲ့အရေးကုန်တော့ထူဖို့လိုတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်အနေနဲ့ကတော့အရေးထူဖို့ပဲပြောချင်တာပြောပါသေး။နာ6800ဇာလို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံနဲ့လူမျိုးမျက်နှာကိုကြည့်ပြီးမှအလုံးလုံးနေရဲဆိုတဲ့အကြောင်းနဲ့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ် ဒါကြောင့်မို့ဒီမိုကရေစီနဲ့ Federal State ကိုကျွန်တော်လက်ခံထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့အဲ့ဒီတိုင်းကိုတွားကြမယ်ဆိုရင်တော့တိုင်းရင်းသားတွေကပြည်တော်စုအစိုးရရောအတ္တတွေလျှော့ပြီးမှတဘောထားကြီးပေးကြပါလို့ကျွန်တော်နေပြောကြားလိုပါတယ်ကျေးဇူးတင်ပါတယ်